ဖဖို့ပြန်တိုင်တက်လို့ဟာငါအရန်ကြတယ်လို့မရဘူးသွားရမယ်နော်တက်တာမဟုတ်မဟုတ်လေဟိုစကားလေးဟောအာဒီကရိုက်ဖို့ကတော့ကိုကဒီဝတ္ထုကိုအရန်ကြိုက်တဲ့သူဆိုတော့လေဒီသက်ရိုက်မယ်ဆိုတော့အရန်ကိုပျော်ရွှင်မြူးလို့သွားတာဟုတ်ကျေးဇူးပါငါချေရီကတမျိုးအရန်စားခြင်းနေရဟာကျေးဇူးတင်စရာမလိုပါဘူးဟာနင်စားခြင်းတဲ့ချိန်တာငါ့ကိုပြောငါချက်ချင်းလာဖို့ဟုတ်ဆရာမစိတ်ကြောင်းလေးလေးပေါ့နော်စိတ်ကြောင်းလေးအဲ့လိုအချစ်တွေကိုတိတ်ပြီးတော့နားမလဲတက်တဲ့ကောက်မလေးပေါ့ဟုတ် ။ဘာလဲဟိုလူသေးကန်နဲ့ဝင်နေရပြန်ပြီလား။အနိုင်။နှုတ်ကအဲ့လိုမပြောပါနဲ့လို့ဘယ်နှခါပြောရမလဲ။အော်ငါမအဲ့နင်တို့စေချောင်းခေါ်ရီမှာမသိတာ။မသိမပြောနဲ့ပေါ့။မှတ်တရရအများရဲ့အဓိကတော့တရုတ်ဆောင်တွေညီကောင်မနှမတွေအရန်များပြီးတော့တက်တိုက်ဝင်ဝင်ပေါ့နော်လူငယ်တွေအများကြီးနဲ့အဲ့လိုရိုက်ခဲ့ရတာဆိုတော့ပြင်းဒီဟိုចောင်းနေကိုဗဟုပြုတ်ပြီးတော့ចောင်းနေကိုအဲ့လိုအဓိက main ဇက်တယ်ပြီးရိုက်ရတဲ့ကားဆိုတော့ဟိုကိတဲ့တွေမျောလင့်နေတဲ့ဟိုចောင်းသားကားပုံစံလေးဖြစ်နေတာပေါ့ဟုတ်ပါပါလေ။အမှန်ပါလေ။ တခုခုဆိုလို့ရှင်နေ့ကိုပဲလှမ်းပြီးအကုတ်နေရတာအေးပါငါလည်းဘာပြောနေလို့လဲငါလေနေလိုအပ်တဲ့ချိန်တိုင်းဉာဏ်ရှိနေမှာ ဟုတ်ဟာအရင်ခုံနေဘာလို့လဲဆိုတော့ပြိတ္တရာမွေးစကားတို့မကြည့်ရကြပြီဟိုတချို့ဆိုလို့ရင်အမမပြိုက်တော့ဘူးလားအမှုပြန်လုပ်တယ်မလုပ်တော့ဘူးလားအဲ့လိုမျိုးပြောနေရနေပြီးတော့ပြိတ္တရှိကိုပြန်လာခဲ့ရတဲ့စကားဆိုတော့အရင်ရင်ခုံနေဟိုပြန်လာခဲ့ဟိုပြန်ပေါ်လာတဲ့စကားမှလည်းကိုကတကယ်ကိုနာမည်ကြီးခဲ့ဝတ္ထုပြီးလို့ရှိရင်တကယ်ကိုဆရာတို့အရင်ရှိမှအမဒီပုဇလန်တွေလည်းအများကြီးပောက်ခဲ့ဆရာတို့ရိုက်ခဲ့ကားမှပါတေးဥဆောင်ခဲ့ရတာဆိုတော့အာအရင်ရင်ခုံစိတ်လှုပ်ရှားပါတယ်ဇလန်တွေမရိုက်တာဆိုလို့ရှိရင်2020 တစ်လောက်တည်းကတစ်လောက်တည်းကမရိုက်တော့အောင်ဆိုတော့တော်တော်ကြာပြီပေါ့နော်အာဒီကားပြင်ထားတော့နှစ်နှစ်လောက်ရှိပါပြီဒါနှစ်နှစ်လောက်ကြာမှပြန်ပြပေါ့ဟိုတကယ်ကတော့လေရိုက်ထားရဲ့တချို့ဇလန်းတွဲလေးတွေလည်းရှိသေးတယ်မပြတာဆိုတော့အမှန်တကယ်တော့ဟိုနောက်ဆုံးရဖြစ်တာ2021မှာပြင်ရိုက်တာ2023လောက်မှာပေါ့နော်ဒါပေမဲ့ပြည့်တဲ့ရှိကိုပေါ်လာကြောက်ကော2025ဖြစ်နေတဲ့အခါကျတော့ဟိုဈေးမှာရိုက်ကြလေးတော့ရှိရဲဒါပေမဲ့ပြည့်တဲ့ရှိကိုရောက်မလာအဲ့တော့အရင်ရောစိမ့်နေရမျိုးတွေဟိုဟိုဘယ်လိုမလဲ အရန်ကင်းကောက်သားမျိုးတော့မရှိဘူးပေါ့နော်ဟုတ်ဟုတ်ဆရာအော်စိတ်ကြောင့်သူလေးပေါ့နော်စိတ်ကြောင့်သူလေးအဲ့လိုအချစ်တွေကိုတိတ်ပြီးတော့နားမလဲတက်တဲ့ကောက်မလေးပေါ့ဟုတ်မတရားရောင်များရဲ့အဓိကတော့တရုတ်ဆောင်တွေညီကောင်မတွေအရန်များပြီးတော့တက်တိုက်ဝင်ဝင်ပေါ့နော်လူငယ်တွေအများကြီးနဲ့အဲ့လိုရိုက်ခဲ့ရဆိုတော့ပြီးရင်ဒီဟိုចောင်းတွေကိုဗဟိုပြုတ်ပြီးတော့ចောင်းတွေကိုအဲ့လိုအဓိက main ဇက်တယ်ပြီးရိုက်ရတဲ့ကားဆိုတော့ဟိုပြည်သက်တွေမျောလင့်နေတဲ့ဟိုចောင်းသားကားပုံစံလေးဖြစ်နေတာပေါ့ဟုတ်ပါဘူး မင်းဆိုရပုံမှန်လဲထနေကြဆိုတော့လေအခက်ခဲကတော့အရင်မရှိဘူးဒါပေမဲ့အဲ့လိုဟိုဆရာဝန်ကာရက်တာလေးဖြစ်အောင်ပြီးတော့နည်းနည်းအဲ့လိုဒီနိုဝင်ဘာကာရက်တာဝင်အောင်တော့စိတ်ကိုပြင်ဆင်ရလေတော့ရှိပါတယ်ဟုတ်ဆိုတဲ့နေ့ကတခါမှမဆုံးလိုက်ဘူးတခါမှဟိုဆုံးတဲ့ခန်းမှလည်းစကားမပြောဘူးအဲ့လိုဟိုကိုကိုနဲ့သူနဲ့ကမတည့်ရတူဆိုတော့လေဟုတ်အဟုတ်တယ်သူကတော့ပူကျိုးစားတဲ့အပိုင်းလေးရှိသွားတာပေါ့နော်ဘာလို့လဲဆိုတော့ဇက်သဘောအရသူဇက်သဘောအရ ဟိုမောင်ကကြတော့နည်းနည်းဟိုပြီးတဲ့အတွက်စဉ်းစားခက်တဲ့ character ပုံစံမျိုးလေးဖြစ်နေတဲ့အခါကျတော့ဟိုအပြင်မှာဒါဒီလိုလေးလုပ်ကြမယ်ဆိုပြီးလို့တန်တိုင်းမင်းမင်းလုပ်ရပေမဲ့ဇာတ်ထဲမှာဆိုရင်တော့ကိုကနည်းနည်းအဲ့လိုနားလေရခက်တဲ့ character ပုံစံလေးဖြစ်နေဟုတ်ဟုတ်တယ်အဲ့လိုရိုက်ကွင်းနေတဲ့ဟိုလေးစဉ်းစားရငါဘယ်လိုလေးလှုပ်လိုက်ရင်ပြေးတက်ကဘယ်လိုမြင်သွားမလဲအော်ကိုကအရင် ပြည်သက်ဘက်ကိုအရန်စဉ်းစားမျိုးကိုကိုချင့်အောင်မဲလုံးနေလို့ရှင်ရောဟိုဇက်ကဇက်ပေါ်မှာဟိုတစ္ဆာရှိပါမလားအများကြီးကို balance နေအောင်လို့လုပ်ရတာပေါ့နော်အဲ့ပမာမှာဆရာခိုင်းတာတွေအကုန်လုံးတည်တည်ချာချာလေးကျွတ်ကျွတ်ဆက်ဆက်လုပ်ခဲ့ပါတယ်ဟုတ်အဓိကတော့ဟိုဒီအနုပညာလောကမှာ၁၂၂၃နှစ်လောက်ခေါင်းဆောင်နေရနေရိုက်ပြီးတော့ဟိုတခြားနေရာကိုဆင်းရဲရမှာတွေမှာအများကြီးစဉ်းစားရရှိရမှာရဲဒါဘုမင်းလင်းပြောပြရပါညီမလေးကအဲ့ခါကျတော့ဟိုကိုပြန်လာတဲ့ပြန်ရောက်လာတဲ့ကောင်မှလည်းကိုကဟို ိုစူးစမ်းခဲ့တဲ့၁၂နှစ်၁၃နှစ်နဲ့ထိုက်တန်တဲ့နေရာလေးမှာပဲနေခြင်းတယ်အဲ့ခါကျတော့ဟိုဇက်တွေကိုလည်းအများကြီးဖက်ရတယ်ကိုကလန်းတဲ့သူဟိုပုံမှန်လဲကိုကဟိုအကြောင်းပြတ်ချက်လက်လာလေးနဲ့ဩဒီလိုဒီလိုကြောက်မှာလို့ဟိုစဉ်းစားပြီးတော့ပြောရရှိရဲအဲ့ဒါကြီးကြောင့်ကိတက်ရှိကိုရောက်မလာဖြစ်တာပါလို့ဟာဒီကရိုက်ဖို့ကတော့ကိုကဒီဝတ္ထုကိုအရန်ကြိုက်တဲ့သူဆိုတော့လေဒီဇက်ရိုက်မယ်ဆိုတော့အရန်ကိုပျော်ရွှင်မြူးလို့သွားတာဟုတ်အဲ့လိုအချိန်တော့မမှတ်မိတော့ပါမောအရန်လဲဟိုအိမ်ကအရန်စာဖတ်ခိုင်းတဲ့အိမ်ဆိုတော့အဲ့လိုစာအုပ်တွေကတောက်လျှောက်ဖတ်နေရော့ ီဝတ္ထုကိုရိုင်းမယ်လို့ပြောချင်တော့အော်ငါတိရဲ့ဒီဝတ္ထုဆိုပြီးတော့ချစ်ချင်းမဲဟိုစောက်ပြန်ရှာပြီးတော့ဖက်လိုက်တယ်ဖက်လိုက်တဲ့အချိန်မှာအိမ်မှာပဲအဲ့တော့ကလည်းအရင်ဖက်လဲဖက်လိုက်ကောဟာဒီဝတ္ထုဆိုတော့အရန်မိုက်တာပဲဟိုကိုကိုတိုင်းလည်းအရန်ရှင်ဘက်ထဲမှာစွန့်နစ်ပြီးနောက်ဆုံးဆုံးသက်မှာကြံခဲ့ရတဲ့ဝတ္ထုဖြစ်တဲ့အတွက်ဟိုဟာဒီလိုကားမျိုးရိုက်မယ်ဆိုတော့ငါကိုငါတကယ်ကိုမိုက်မှာပဲလို့အဲ့လိုတွေးပြီးတော့ရိုက်ခဲ့ရတာဟုတ်အချစ်အကြောင်းနားမလဲတဲ့ကာရက်တာလေးပုံစံနဲ့တည်ယုတ်ဆောင်ထားတာဆိုတော့ဟိုအဲ့လို ဘယ်လိုပြောမလဲအញ្ញမ်းမှာသူလှုပ်ရှင်တာတွေပဲလုပ်နေတဲ့ပုံစံမျိုးလေးပေါ့ဟုတ်။အာပြည်သက်ကိုအခုလိုမျိုးဒီကဲမပြန်လာတဲ့ကားလေးမှာအာတရုတ်ဆောင်တာအဆင်မပြေရရှိခဲ့ရမယ်ဖြစ်ဖြစ်ဟိုသဘောကျနှစ်ကနှစ်သက်ခဲ့ရပဲဖြစ်ဖြစ်အားပေးပါလို့ပြောချင်ပါတယ်။